Hi guys အားလုံးပဲမတွေ့ရတာကြာပြီပေါ့နော်အဲကျွန်တော်ဒီရက်ပိုင်းဒီရက်ပိုင်းမဟုတ်ပါဘူးတလားကြော်ကြော်နှစ်လားတလားကြော်ကြော်လောက်ရှိပြီပေါ့နော်ကျွန်တော် YouTube မှာဗီဒီယိုတပုံးမှမတင်ပြဘူးအဲပြီးရင် Facebook Page မှာလည်းကျွန်တော်ဒီရက်တခြားကောက်တွေမှာလည်းကျွန်တော်ဗီဒီယိုလုံးဝမတင်ပြဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘက်မှာလည်းအလုပ်ကိစ္စတခုရှိနေတာဖြစ်တဲ့တချို့မလို့အဲခံမှန်အဖြစ်တလားတလားကြော်ကြော်အလောက်ဝင်ချီလောက်ကြာသွားတယ်ပေါ့နော်ကျွန်တော်ဒီနေ့မနက်မှာဒီရက် YouTube YouTube နဲ့ပြီးတော့ပြီဆိုရင်ဒီရဲ့ page မှာသူရှက်တော့ကြီးလိုက်တဲ့အချိန်မှာဘာလီအမေးများလာလဲဆိုတော့ဒီ WeChat account နဲ့ပတ်သက်ရင်မှာအမေးများလာရှိရယ်ဗောနော်ဘာလဲဆိုတော့ WeChat account အဲဘယ်လိုဖောက်အောင်မလဲဆိုတာဒီကြောင်းရယ်ပြီးတော့ပြီဆိုရင်ဒီရဲ့ WeChat scan ဖက်ဖို့ရယ်ပြီးနံပါတ်3ချက်ကကျတော့ဒီ WeChat account ရောင်းဖို့ရှိလာလို့မိထားတာလीတွေ့လို့ဗောနော်ကျွန်တော်ဒီနေ့မနက်ကြီးမိတာနဲ့ဒီခုတစ်ချက်အချိန်ရလာနဲ့တစ်ချက် reply ပြန်ပေးလိုက်တာဗောနော်ဆိုတော့ ကျွန်တော် WeChat အကောင့်ကျွန်တော်ဒီမှာရှိထားတဲ့ဟာလေးကိုတစ်ချက်ပြပေးမယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တုံထားတဲ့အကောင့်ရှိတယ်အာဘယ်အကောင့်ရှိလဲဆိုတော့6ကောက်လောက်ရှိလိမ့်မယ်ဒီ6ကောက်လုံးမှာ6ကောက်လုံးရဲ့စကန်ကိုကျွန်တော်ဖတ်ပေးမယ်ဒါကျွန်တော်လုတ်ပေးနိုင်တဲ့ဟာလေးပေါ့နော် WeChat scan ဖတ်ပေးမယ်6ရောက်တော့ရမယ်ထင်တယ်9ရောက်6ရောက်တော့အဲ WeChat scan ဖတ်ပြီးလို့ရလိမ့်မယ်အဲကျွန်တော်ရဲ့ဒီ Facebook page တဲကိုတစ်ချက် high မှာအဲ WeChat scan ဖတ်ပြီးဖို့တစ်ချက်လုတ်ပေးပါလို့ပြောပြီးရင်ရပါပြီ။ ီတော့ပြီဆိုရင်ကွာလီမှာအသိမဖောက်ချင်ဘူးအဲဒီရဲ့ WeChat ဖောက်ပြီးသားကိုမှ3လ3လနဲ့ထက်လိုချင်တယ်ဆိုရင်တော့ကျွန်တော်အကောင့်ရောင်းပေးဖို့ရှိပါတယ်ဆိုတော့ကျွန်တော်ဒီခုတစ်ချက်ပြပေးပါမယ်ဟောဒီရဲ့ WeChat account နှစ်ကောက်ပေါ့နော်ကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော် account နှစ်ကောက်ဖောက်ထားတာပေါ့နော်ဆိုတော့ဒီရဲ့ account ပေါ့နော်ကျွန်တော်တစ်ချက်ပြပေးမယ်ဘယ်လောက်ရှိသွားပြီလဲဆိုတာ ဆိုတော့အကောက်အကုန်လုံးကကျတော့ဒီ9လပိုင်း30ရက်နေ့ကဖောက်ထားတယ်ဗောနော်ဒီနေ့ကကျတော့အဲ9လပိုင်း16လ19လမသိတော့ဗောနော်ဆိုတော့ခက်မှန်အဖြစ်အဲရက်ပေါင်း130ကျော်ဖြစ်လိမ့်မယ်ထင်တယ်3လဆိုရင်369ရက်ပေါင်း100ဝန်းကျင်လောက်တော့ရှိပြီဗောနော်ရက်ပေါင်း100ဝန်းကျင်လောက်ရှိပြီဒီရဲ့အကောက်ကကျတော့3လချို့ချော်အကောက်ဗောနော်3လအချောချောအကောက်ကိုမှကျွန်တော်ဒီအတကောက်ရှိမယ်ပြီးရင်နောက်တစ်ကောက်ရှိမယ်ဒီရဲ့အကောက်နှစ်ကောက်ရှိမယ်ပေါ့နော် ကျင်တဲ့အကောက်လေးကောင်ကကျတော့ကျွန်တော်သုံးနေတာဖြစ်တဲ့တချို့မလို့အဲအကောက်လေးတော့မရောဘူးပေါ့နော်။တည်းရဲ့အဲ WeChat ကိုမှတည်းရဲ့အစ်စ်အစ်စ်မဖောက်ချင်ဘူး WeChat ဖောက်ပြီးသားလေးလိုအပ်တယ်ဆိုရင်တော့ကျွန်တော်စီမှာဝယ်လို့ရတယ်။အဲနှစ်ကောက်ရှိထားမယ်ပေါ့နော်၃လောက်ကောက်နှစ်ကောက်ဈေးနှုန်းကဘယ်လောက်လဲဆိုတော့6000 5000ပဲတကယ်လို့ဝယ်ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီရဲ့အဲ MDC မြန်မာတက္ကနီရဲ့ channel ဆိုတဲ့ Facebook page ထမှာတစ်ချက်လာပြောပြလို့ရပါတယ်တကယ်လို့ကိုယ်ကနေမှ WeChat scan ဖတ်ပြီး SA channel ဆိုရင်လည်းကျွန်တော်ကိုမြန်မာတက္ကနီကယ် channel Facebook page မှာတချဲလာဟိုင်းပြီးလို့ရတယ်ကျွန်တော်ရဲ့ page ကိုခဏနေကြရင်တချဲပြန်မှာပြပေးပါမယ်ကျွန်တော်တကယ်လို့ကောင်းနေမှာ second ဖတ်ခိုင်းခြင်းနေဆိုရင်လည်းလာပြောပြလို့ရတယ်ဒါမှမဟုတ်အကောက်ဝယ်ခြင်းနေဆိုရင်လည်းဒီရဲ့3လအကောက်2အကောက်ရှိထားပါမယ်တကယ်လို့ဒီအကောက်လေးလေးလိုအပ်တယ်ဆိုရင်တော့ယုံကြည်စိတ်ချစွာလာမှာလို့ရပါတယ်နော်ဒါလီကကျွန်တော်ရဲ့ Facebook page လေးပါမြန်မာတက္ကနီကယ် channel ဆိုတဲ့အကောင့်လေးပါ